မင်္ဂလာပါရှင်ခေတ္တဒီဗင်းရှင်ကနေတရင်တွေကိုတင်ဆက်ပေးပါမယ်ခမောင်ကြီးမျိုးနယ်မှာစက်ကြီးကောင်းလာတဲ့မာရန်တိုက်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်နဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပအဝင်ရဲသုံးတင်ဆောင်ပြီးလက်နက်ခရမ်းများရရှိရဲကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောင်ကြီးမျိုးနယ်မှာစက်ကြီးကောက်ပြီးပြန်လာတဲ့မာရန်တိုက်နယ်ရဲစခန်းမှာရဲစခန်းမှုရဲအုပ်မင်းအောင်စိုးပါရဲ၅ဦးအဖွဲ့ကိုကြားပြတ်တိုက်ခိုက်ရာရဲစခန်းမှုအပအဝင်ရဲသုံးတင်ဆောင်ပြီးလက်နက်ခရမ်းများတင်ဆက်ရရှိခဲ့ကြောင်း ောင်းကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖမှတာဝန်ရှိသူတောက်ကပြောပါရယ်အေဘီလ9ရက်နေ့ညနေ9:00နာရီကမောင်ကြီးမြို့နယ်အီချမ်းသာကျေးရွာရှိလူကုန်ကူးသူများရာဘာအဝယ်ထိုင်များနဲ့မွေးရည်စေဝါရှောင်းဝယ်သူများထံမှလာစဉ်ချင်းကောင်းယူပြီးပြန်လာမယ်မာရန်တိုင်နယ်ရဲစခန်းမှာစကန်မှုရဲအုပ်မင်းအောင်စုပါငါဦးကိုဖော့တုတ်ကျေးရွာနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကြားပြတ်တိုက်ခိုက်ခဲ့ရာရဲစခန်းမှုရဲအုပ်မင်းအောင်စုဒူရဲအုပ်မျိုး လင်းကိုနဲ့ဒူရဲအုပ်စီသူတို့တောင်းတေဆုံးပြီးတက်ချက်ကြီးမောင်တူတရားရရှိခဲ့ကြောင်းသိရပါတယ်။ဆိုင်ကနေနှစ်ယောက်ရှိကပွိုင်နေလာတာနောက်ကကားကားပေါ်မှာကစခန်းမှုပါသုံးယောက်ဆိုင်ကနေကနှစ်ယောက်ဆိုင်ကနေနှစ်ယောက်မှာတစ်ယောက်ကတရားရရတယ်။ဆိုင်ကနေနှစ်ယောက်ကတော့လွတ်သွားတယ်ပေါ့အတိကကားဝယ်ပြစ်တာဆိုတော့ကားပေါ်ကအကုန်တည်တာကားက၆ထဲထိုးကျသွားလို့ကားတော့မရှိကလာခဲ့နိုင်ရဘူးပစ္စည်းတွေပဲတင်းလာတာကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖာမာတာဝန်ရှိသူတောင်းကပြောပါတယ်။ ဒါအပြင်တင်ဆောင်သူများ ရှင်းများကင်ဆောင်အုံပြုထားတဲ့40မမတလက်ပုံ30လုံး EK အမျိုးအစားတနတ်နှလက် EKG ပေါက်5ခုကြီးစံ54တောင်းကိုမမပစ္စတိုတနတ်တလက်ကြီးစံအတောင်56လုံးပြုတနတ်တလက်0.38အမျိုးအစားတနတ်တလက်လက်ဖြစ်ပုံ3လုံးလက်ကင်ဖုံ4လုံးပတ်စံ2တောင်းခွဲတို့တင်ဆက်ရမိခဲ့ကြောင်းသိရပါတယ်အစိုးရတိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်ဖလန်းမြို့တွင်တိုက်ပွဲကိုຫນွေဦးတော် လိုင်းမှာပေါ်ပေါက်လာတဲ့တပ်ဖွဲ့များနဲ့တိုက်ခိုက်ခဲ့တယ်လို့ချင်းညီနောင်ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့တိုင်းစစ်စင်ရေးဆောင်ရွက်ရာမှာမြေပြင်ထိုးစစ်ကိုဝါရင်တော်လိုင်းတပ်ဖွဲ့များမှပါပဲ2021စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းຫນွေဦးတော်လိုင်းကာလမှာပေါ်ပေါက်လာတဲ့တော်လိုင်းတပ်များမှရဲဘော်များနဲ့တားဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းချင်းညီနောင်တာဝန်ရှိသူကအတည်ပြုပါတယ်။ AB 9ရက်မှာဖလန်းမြို့နယ်မှာစစ်ကောင်စီကင်းစင်ပြီးဖြစ်ကြောင်းကြေညာရာမှာချင်းညီနောင်တာဝန်ရှိသူတွေကကျေးဇူးတင်ကွန်ပျူတာစကားပြောကြားခဲ့ရာချင်းညီနောင်ဖွဲ့ဝင်ချင်းအမျိုးသားတပ်ဖွဲ့ဝင် ွင် CNO CNDF ဒုတိယဥက္ကဋ္ဌတဲ့ဆက်လိုင်းပီတာထံကအထပ်ပါတိုင်ပြောကြားခဲ့တာဖြစ်ပါတယ်ပလန်းမြို့သိန်းစစ်စင်ရေးကိုရဲဘော်တွေကမြို့ပြမှာခတ်ခဲပေါင်းစုံနဲ့တိုက်ခိုက်ခဲ့ကြောင်းရခိုင်ချင်းကြီးနောင်ရဲ့မြို့သိန်းစစ်စင်ရေးတွေမှာတော့ဝိုင်းရင်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းတိုက်ခိုက်ရတော့လဲအခုပလန်းမြို့တိုက်ပွဲမှာအတွင်ကျုံ၄နှစ်သာရှိသေးတဲ့တော်လိုင်းရဲဘော်တွေနဲ့ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းဆလိုင်းပီတာထံကရှင်းပြပါရယ်ရှေ့မှာ၄နှစ်သားတွေကိုယ်တိုင် ရှေ့မှာတိုင်ရပါတယ်နောက်မှာလည်းတိုင်ရပါတယ်ရှေ့မှာလည်းနေရပါတယ်ဆရာဆရာရဲ့နောက်ကနေပံပိုးကူညီမှုလက်နက်စစ်ပြုဟာကူညီမှုတော့ရပါပြီမြေပြင်ရောက်သွားတဲ့အခါမှာလင်းနစ်သားဖွဲ့ရပါပဲလို့ဇလိုင်းပီတာထန်ကပြောပါတယ် မနိုင်မချင်းတိုက်မယ်ဆိုရဲဆိုရင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့လည်း၎င်းကပြောကြပြီးတိုက်ပွဲမှာပါဝင်သူကုညီပတ်ပိုးသူတွေကိုကြီးစုတင်ကြောင်းပြောပါရယ်အထူးသဖြင့်ဒီအချိန်မှာကျွန်တော်အတန်ကိုမကြားရတော့ပေမဲ့သူရဲ့ကောင်းတွေကိုလည်းဒီကနေလိုက်လိုက်လည်းလည်းခုန်ပြူရင်ကြီးစုတင်တဲ့ကြောင်းပြောကြလိုပါရယ်သူတို့ကအထူးသဖြင့်ဖလန်းမျိုးရရှိဖို့အတွက်တိုင်းပြည်နယ်လူမျိုးအတွက်သူတို့ရဲ့မြင့်မြတ်လာစွာသောအသက်တွေပြန်မရနိုင်တော့တဲ့အသက်တွေပြီးဆက်တဲ့သူတွေကိုဒီကနေအထူးခုန်ပြူလိုပါရယ်လို့စလိုင်းပီတာထံကပြောပါရယ် ဒါအပြင်ခြေလက်အင်္ဂါဆုံးရှုံးသွားသူတွေကိုလည်းအထူးကျေးဇူးတင်ကြောင်းအဆုံးသတ်ထိအောင်ပွင့်ရတဲ့ဒီလေချောင်းရံကြောက်နေရတဲ့ဂျာမရှင်ဆိုင်ပြီးဖလန်းမြူကိုသိမ့်ပိုက်ခဲ့တဲ့ရဲဘော်တပ်မှုတပ်သားတွေကိုကျေးဇူးတင်ကြောင်းပြောပါရယ်တိုက်ပွဲအတွင်းတနက်မကင်တော်လဲစီးရဖွဲ့ထောက်ဖို့တမင်းချက်ဖွဲ့များတင်ယူပို့ဆောင်ရေးဖွဲ့လူနာဆောင်ပေးသူများကိုထီးလက်ရပါဝင်ပေးကြသူတွေကိုကျေးဇူးတင်ကြောင်းဆလိုင်းပီတာထံကပြောပါရယ်မြေပြင်ကိုမလာနိုင်တော့လဲမိသားစုအတွက်ရှာထားတဲ့ငွေကိုဖလန်းမြူသိမ့်တိုက်ပွဲအတွက်ပြီးနှုတ်ခဲ့ကြတဲ့သူတွေကိုလည်းကျေးဇူးတင်ကြောင်းပြောပါရယ်ဝယ င်ရမယ့်ပတ်စံမရှိပါကကြီးဝဲစရာမရှိစားစရာဝင်းစရာမရှိပါကစစ်စင်အောင်မြင်နိုင်မှာမဟုတ်လို့ငွေကြီးထည့်ဝင်သူအယောက်စီတိုင်းကိုကျေးဇူးတင်တယ်လို့အဲ့လိုငွေကြီးလှူဒါန်းနိုင်ရင်လုံဆော်ပေးကြသူတွေလည်းကျေးဇူးတင်ကြောင်းပြောကြပါရယ်မဟာမိတ်အဖွဲ့တီတီကိုကျေးဇူးတင်ကြောင်းလည်းထပ်လောင်းပြောကြပါရယ်ချင်းညီနောင်စစ်စင်ကော်မတီဥက္ကဋ္ဌဆလိုင်းထန်းချုံဖေကလည်းချင်းညီနောင်ကိုဝန်ရံပံ့ပိုးပေးကြသူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောပါရယ် အထူးသဖြင့်ကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ပြီးကြတဲ့ကျွန်တော်တို့ရဲ့မဟာမိတ်တွေမြေပြန်ဘက်ကတက်လာပြီးကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ရင်အသက်ပေးသွားတဲ့ရဲဘော်တွေလည်းရှိရဲထို့အတူခန္ဓာကိုယ်စွန့်သွားတဲ့ရဲဘော်တွေလည်းရှိရဲလို့စလိုင်းထန်းချုံဖီကတိုက်ပွဲဝင်နေကြတဲ့ရဲဘော်ရဲဘက်အဖွဲ့အစည်းအားလုံးကိုကျေးဇူးတင်ကြောင်းပြောပါတယ် အခုလိုစစ်စင်ရေးမျိုးလောက်ဆောင်နိုင်ဖို့စစ်ပညာနဲ့လက်နက်ခရံထောက်ပံ့ပေးတဲ့စစ်စင်ရေးဒီမှာအကြံဉာဏ်ပေးတဲ့ UNLA ကိုအထူးကျေးဇူးတင်ကြောင်းလဲချင်းညီနောက်စစ်ရေးကော်မတီဥက္ကဋ္ဌကပြောကြားပါတယ်။ချင်းလူမျိုးအားလုံးရဲ့အမျိုးသားလုံခြုံရေးရောချင်းလူမျိုးတစ်ခုလုံးလွတ်မြောက်ဖို့ပြည်သူတရက်လုံးကိုကာကွယ်ပေးနိုင်တဲ့တပ်တစ်ခုဖြစ်ဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်လို့လေဆလိုက်ထန်းချုံဖေကပြောပါတယ်။ချင်းညီနောက်ကဖလန်းမျိုးတင်စစ်စင်ရေးကို2024နိုဝင်ဘာ9ရက်မှာစတင်ခဲ့ပြီး9လပြည်မှာမျိုးကိုအပိသက်သိမ်းနိုင်ခဲ့ပြီးလက်နက်ခရံများစစ်တုံးပန်းများရရှိခဲ့ပါတယ်။ ချင်းညီနောင်ကမင်းတပ်ကံပလန်မတူပြီးကျင်းတွင်းမျိုးတွေကိုလည်းသိမ်းပိုင်ထားပြီးဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တီးတိမ်မျိုးနဲ့ဆိုင်းစံကျင်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျင်းမှုကလင်းလေးဥပါဝင်မိသားစုမင်းချောင်းပွဲချင်းပြီးတင်ဆောင်ပြီးမင်းတပ်မျိုးကိုလည်းလေရင်နဲ့ပေါင်900ပုံများကျဲချတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တီးတိမ်မျိုးနဲ့ဆိုင်းစံကျင်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံချတိုက်ခိုက်ခံရာကလင်းလေးဥပါဝင်မိသားစုချောင်းပွဲချင်းပြီးတင်ဆောင်ကြောင်းချင်းတော်လိုင်းအတိုင်းဝိုင်းကပြောပါရတယ်။ EB လာဆိုင်ရနေမနက် မှာချင်းပြည်နယ်တီးတိမ်မြို့နယ်ဆိုင်းဆန်ကျင်းရွာဘက်ကိုတိုက်နေရင်းနဲ့ပုံများကျဲချခြင်းဖြစ်ကြောင်းပုံလာရောက်ကျဲချခြင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျဲခံရတဲ့အဆိုပါကျင်းရွာတွေမှာလည်းတော်လိုင်းတပ်များတပ်ဆွဲထားခြင်းမရှိကြောင်းပုံပေါက်ကွဲမှုကြောင့်ကလေးငယ်လေးကိုပါဝင်မိသားစုဝင်ချောက်လုံးမှာပွဲချင်းပြည်တည်ဆုံခဲ့ကြောင်းသိရပါတယ် ေဆုံးတာကလေးလေးဦးနဲ့လူကြီးနှောင်းဖြစ်ပါတယ်နောက်ထပ်ကလေးတောင်ဦးကတော့ပြင်းထန်ဒဏ်ရာရပါတယ်သေဆုံးဒဏ်ရာရတာတွေကမိသားစုဝင်တွေကြီးပါမယ်လို့ချင်းတော်လိုင်းတည်င်းအရင်မြစ်တွေကရှင်းပြပါတယ်အလာဒူအီပီလာ9ရက်နေ့ည7:44မိနစ်ချိန်နဲ့ည7:58မိနစ်ချိန်မင်းတပ်မျိုးနဲ့တိုက်နယ်လေးတွင်ကိုနေပြီးတော့အီလာတပ်မှတိုက်လီရင်နဲ့ပေါင်900ပုံများလာရောက်ချေချခဲ့ကြောင်းမင်းတပ်အခြေဆိုင်ချင်းတော်လိုင်းတည်င်းအရင်မြစ်တွေကလူမှုကွန်ရက်မှတစင်းတည်င်းထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးရခိုင်သားရိလက်ထက်အရခနိုင်ငံရှိမှကြံမကြခင်မုတ်ချရောက်လာတော့မယ်လို့ MND နဲ့ DNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရခတို့ရဲ့နိုင်ငံရှိမှချက်ကရခိုင်သားတို့ရဲ့လက်ထက်ကိုမကြမီချင်းမုတ်ချမသွင်းရောက်ရှိလာတော့မယ်လို့ညီနောင်မဟာမိတ်ဖွဲ့ဝင်တွေဖြစ်တဲ့ကိုကန့်တပ်ဖွဲ့ MNDJB MND နဲ့တောင်းတက်မတော့ PSL နဲ့ DNL တို့ကအပြည်လားဆန်ရနီမှာဆန္ဒပြုလိုက်ပါတယ်။ဒီနေ့မှကြာရောက်တဲ့အရခတက်တော်အေးရဲ16နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှန်တွေကိုပေးပို့တဲ့ကွန်ပျူတာဝန်လာမှာထည့်သွင်းဖော်ပြထားတာပါ။အမျိုးသားလူမျိုးရင်းအတွက် တွက်ခက်ခဲကြမ်းတမ်းတဲ့တော်လိုင်းခီးရှိကြီးမှာရခိုင်လူမျိုးတို့အတွက်အရခိုင်အိမ်မက်ကိုမြန်မာနာကျူပန်းအကောင့်ထဲပေါ်နေကြတဲ့ရခိုင်အာစာနီရေးပေါ်တပ်ဖွဲ့ဝင်တွေနီလန်းပေါင်းစုံနဲ့ပြည်ဆက်ကြတဲ့ရခိုင်လူမျိုးအလုံးကိုအထူးလေးစားဂုဏ်ယူကြောင်းနဲ့အရခါတို့ရဲ့နိုင်ငံရှိမှချက်ဟာရခိုင်သားတို့ရဲ့လက်ထဲကိုမကြမီချိန်မှာမုတ်ချမသွင်းရောက်ရှိလာတော့မှလို့ပြောပါတယ်။ဒါအပြင်အရခတက်တော်ကောင်ဆောင်တွေတမှုတွေရေးပေါ်ရင်းမီရီနဲ့တူရခိုင်ပြည်သူတွေအလုံးတော်လိုင်းတတိနဲ့အရခအိမ်မက်ကိုအမြန်ဆုံးအလုံးစုံအကောင့်ထဲပေါ်နိုင်ပါစေလို့လည်းညီနာမဟာမိတ်အဖွဲ့ဝင်တွေကဆန္ဒပြုထားပါတယ်။ ်မြန်မာတဝန်းလုံးမှာတော်လိုင်းနေမြေအသီးသီးမှာတော်လန်နေတဲ့အင်အားတပ်ဖွဲ့ဝင်တွေတရှိပြီးတော်လိုင်းအလုတ်တွေကိုလက်တွေ့ကြကြအရှိန်ဟုန်နဲ့ဖော်ဆောင်နေတာကလည်းမြန်မာပြည်သူတရက်လုံးအတွက်အားတက်ကုန်ယူပွဲဖြစ်တယ်လို့ပြောထားပါတယ်။မြောက်ပိုင်းညီနောင်တုံးဖွဲ့ကကမာကထာပြုပြီးတခြားမမီတပ်ဖွဲ့တွေနှွေဦးတော်လိုင်းအင်အားစုတွေနဲ့အတူအကောင့်ထဲပေါ်လိုက်တဲ့2029စစ်စင်ရင်ကလည်းအာနာရှင်တိုက်ဖြတ်ရေးအတွက်အကောင်ဆုံးစစ်စင်ရင်ဖြစ်လာပြီးတော်လိုင်းပန်းတိုင်ကိုအရောက်လန်းနိုင်မယ့်ခြေလှမ်းဖြစ်တယ်လို့သုံးဝန်လာမှာဖော်ပြပါတယ်။ ညီနာမဟာမိတ်သုံးဖွဲ့အနေနဲ့အခက်ခဲဖိအားပေါင်းစုံကိုစီလုံးညီညွတ်စွာအတူတကွဖျက်ချပြီး2029ဆစ်စဉ်စီမံချက်လိုင်းလုံးနဲ့အတူတော်လိုင်းအောင်ပွဲရရှိတဲ့အထိခိုင်မာတဲ့ညီနာမဟာမိတ်စိတ်တက်နဲ့စီလုံးညီညွတ်မယ်လို့လည်းအလေးအနက်ကတိပြုထားပါသေးတယ်။အင်းအင်းနဲ့လက်ရှိမှာရခိုင်ပြည်နယ်တွေကတင်းယူဖို့ကြံနေသေးတဲ့မြို့နယ်တွေပြင်အင်ယာရီ၊ဘကိုးနယ်၊မကွေးတိုင်းတို့မှာလည်းစစ်ကောင်စီတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်စင်ရေးတွေပေါ်ဆောင်နေရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။